အားလုံးပဲမင်္ဂလာပါ။နူဝါရိုရဲ့ဘာမဆက်လက် channel လေးရနေပြန်လည်ကြိုဆိုလိုက်ပါရယ်။အခုတစ်ခါမှာတော့နူဝါရိုနှစ်ယောက်လုံးကအဲလီမာရှိရဲ့ Disneyland မှာပေါ့နော်။ဒီ Indiana Jones ride ကိုသွားပြီးတော့ try မှာဖြစ်ပါရယ်။ နွာရိုအခုသွားစီးမယ်အင်ဒီယာနာဂျုံရဲ့ ride လေးရတော့ဒီ Disneyland Park မှာဆိုလို့ရှင်ပေါ့နော်သူကနှစ်ခုရှိရအဲ Disneyland ဒီတိုင်း You Think Park နဲ့နောက်တစ်ခုက Adventure Park ပေါ့နော်ဆိုတော့ Indiana Jones ကတော့နွာရိုဒီအဲ Think Park ထဲမှာရှိတဲ့ ride ဖြစ်ပါတယ်ဒီ theme park ထဲမှာဆိုလို့ရှင်ဒီ ride လေးကတော့တော်တော်နာမည်ကြီးရယ်ပေါ့နော်ဆိုတော့လူတွေအများကြီးပဲတန်းစီဆောင်နေကြတယ်ဆိုတော့တော်တော်လေးနာမည်ကြီးရယ်ပေါ့နော် နူဝါရုကလည်းဒီကိုရောက်တာကပထမဦးဆုံးချင်းဖြစ်တဲ့အတွက်နူဝါရုရိုးတစ်ကက်ပဲဝယ်တာပေါ့နော်သူ့မှာတစ်ကက်ကနှစ်မျိုးရှိရယ်ရိုးရိုးတစ်ကက်နဲ့ Lightning Lane Pass ဆိုပြီးတော့နှစ်မျိုးရှိရယ်ပေါ့နော် Lightning Lane Pass ရှိရသူကတော့တန်းစီစီရမလို့ပဲနဲ့တခါတည်းတန်းပြီးဝင်လို့ရရယ်ပေါ့နော်ဆိုတော့နူဝါရုကတော့ရိုးလက်မှတ်ဆိုတော့နူဝါရုတနာရီနီးပါးလောက်တန်းစီခဲ့ရတယ်အဲ့တော့သူအထဲဝင်တဲ့ချိန်မှာလည်းတော်တော်နဲ့အထဲကိုမရဘူး right ထဲကိုတော်တော်လေးကိုတန်းစီလို့မရဘူးပေါ့နော်နည်းနည်းလေးစောင့်ရသေးရယ်စောင့်ပြီးတော့မှသွားရယ် ပေါ့ဒါအထဲအုံတို့ကတော့စပြီးတော့ဝင်နေပါပြီအဲ့တော့ဒီ right ရဲ့အမျိုးအစားကတော့သူကငကိုတွေကလည်းဒီ Disneyland app မှာသူပြထားတာဆိုလို့ရှင် dark ride ပြီးသွားတဲ့ခါကျတော့သူကနည်းနည်းလေး small drop ပေါ့နော်နည်းနည်းလေးအဲနည်းနည်းပူပြီးကြောက်စရာကောင်းတယ်စကယ်ရီဖြစ်တယ်ဆိုတဲ့ဟာလေးကိုလည်းသူကမှတ်ချက်ပြီးမှတ်ချက်လေးရေးပေးထားတယ်ပေါ့နော် ပြီးတော့ဒီ right လေးဆိုလို့ရှိရင်သူကအသက်ကတ်တန်းချက်ဆိုတာထက်ကိုအရက်ပေါ့နော်46လက်မှာ138စင်တီမီတာအထက်မှာရှိတယ်သူတွေသာစီးလို့ရအဲ့တော့ပြောချင်တာကနူမရိုခလေးလေးတွေဆိုလို့ရှိရင်ဒါကိုစီးခွင့်မရှိဘူးပေါ့နော်သူကနည်းနည်းလေး darkness scary ဖြစ်တဲ့အတွက်ဥမာအရန်ငယ်တဲ့ကလေးတွေဆိုလို့ရှိရင်စီးခွင့်မရှိဘူးပြီးတော့သူကကိုဝန်ဆောင်မျိုးသမီးတွေပြီးတော့နည်းနည်းလေးနှလုံးရောဂါရှိတဲ့သူမျိုးတွေဒါမျိုးတွေသူကစီးနှင်းဖို့အတွက်ကိုမသင့်တော်ဘူးဆိုရဲအမှတ်ချက်လေးလည်းသူကရေးပေးထားရပေါ့နော်ဆိုအထက်ဝင်သွားတဲ့လမ်းမှာတော့ တော်တော်လေးကိုသူကစပြီးမှိုက်တယ်အဲ့လိုဂူကြီးတစ်ခုတည်းကိုနူကတော့ဝင်သွားတယ်လို့မျိုးခန်းစားချက်မျိုးရရတယ်ပေါ့နော် ပြီးတော့သူကဒီလိုမျိုးပေါ့နော်ဝင်သွားတဲ့လမ်းလေးတွေကအစာတိတိချာချာလေးသူ့ရဲ့ decoration ကိုလှုပ်ထားတယ်။အဲပြီးတော့ဟိုဒီမှာ line ကအကြိုက်စီရတယ်ဆိုပေမဲ့လည်းစီနေရပေမဲ့ပြင်းစရာမကောင်းဘောနော်ဘေးမှာလည်းသူကစိတ်ဝင်စားစရာကောင်းတယ်အပြင်စင်လေးတွေအဲ့ဒါမျိုးလေးတွေလှုပ်ပေးထားတယ်ဆိုတော့အကုန်လုံးကတော်တော်များများကစိတ်ဝင်စားကြတယ်ဒီမှာလည်းခုနကနူကပြောသလိုပဲတော်တော်နာမည်ကြီးရဲ့အတွက်ဒီမှာကြီးပေါ့နော်လူတွေကတောက်လျှောက်မှာထဲရောက်သွားတိတိုင်အောင်တန်းစီနေရတော့မယ်ပေါ့နော် ူကဒီလိုမျိုး right လေးပေါ့နော်တခုချင်းစီမစည်းခင်မှာဆိုလို့ရှိရင် Disneyland app မှာလည်း누구ရောကြည့်လို့ရတယ်ဘလို right အမျိုးအစားလဲပေါ့နော်ဘလို့ပုံစံမျိုးရှိလဲဆိုတဲ့ဟာကို누구ရောတိတိချာချာလေးအဲလေ့လာလို့ရတယ်ဒီ app ထဲမှာလည်းသူအသေးစိတ်ရေးပေးထားတယ်ပေါ့နော် ဒီအင်ဒီယာနာဂျုံရိုက်ရဲ့သူ့ရဲ့ဇလန်းပေါ့နော်သူ့ရဲ့တင်းပုံစံကကြတော့ဗာလဲဆိုတော့ဟိုတို့ကဒီအင်ဒီယာနာဂျုံစ်နဲ့အတူတူပေါ့ဒီရဲ့ကျင်စာတင့်နေတဲ့ဖခင်ကြောင်းအတွင်းနဲ့ကိုအတူတူသွားပြီးတော့စူးစမ်းကြမယ်အဲ့တော့စူးစမ်းတဲ့နေရာမှာလဲသူကဘယ်လိုပုံစံလဲဆိုတော့ရိုးရိုးဒီလိုယထားမျိုးမဟုတ်ဘဲနဲ့ဂျစ်ကားပေါ့နော်ဒီလိုပုံစံမျိုးနဲ့သူက enhanced motion vehicle ပါတဲ့ပုံစံနဲ့ခီးသွားရတယ်ပေါ့နော် ပြီးရင်ဒီခီးတောက်ရှောက်မှာဆိုလို့ရှိရင်သူကအေးရမကြောက်တုံးကြီးတွေပြီးတော့မွေတွေဒါတွေလည်းနူရောအများကြီးတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဇလန်းပုံစံမျိုးလေး ਨੇ ဖြစ်ပါတယ်သူလှုပ်ထားတဲ့ပုံစံလေးကဒီ right ရဲ့ကြာချိန်ကတော့3မိနစ်လောက်ပဲရှိရပေါ့နော်သူကစပြီးတော့ဒီ right ကိုမစည်းခင်မှာလဲသူကအယုံဆိုဇလန်းအချင်းချင်းလေးတွေနဲ့ဘာတွေဘလို့သတိထားရမလဲဆိုတော့ဒီမှာသူက screen လေးတွေနဲ့တေချာပေါ့နော်ပြောပြပါတယ်အဲ့တော့နူရောအခုစပြီးတော့အစည်းပါပြီ သူက chip ကားလိုပုံစံမျိုးနဲ့ဒီလိုစပြီးတော့တက်ရတယ်ပေါ့နော်ပြီးတော့သူကအိတ်လေးတွေထားရမယ်နေရာလေးတွေပြီးတော့ဒီစီဘတ်ပေါ့နော်တင်းတင်းချာချာလေးကပတ်တွေပါတင်းချာပတ်ဖို့အတွက်ကိုသူကဒီမှာဝမိုင်းထပ်ပြီးတော့လုပ်ပါတယ် Ah, glittering gold, it is yours. Thanks. You guys are on your own. းသွားတဲ့ခါမှာတွေ့ရတဲ့အတွေ့အကြုံကတော့သူ့ရဲ့ 3D motion တွေကတော်တော်ကောင်းတယ်။တကယ်ကိုရုပ်ရှင်နဲ့ကိုရောက်သွားတယ်လို့ခံစားချက်မျိုးရတယ်ပေါ့နော်။ပြီးတော့သူ့ရဲ့ right ကလည်းခုနပြော three right ပေါ့နော်။အတက်အကျအနေအမြင့်ကြီးရှိရဖြစ်တဲ့အတွက်ပို့ပြီးစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ Noah ဒီ right လေးကိုတော်တော်လေးသဘောကျတယ်ပေါ့နော်။ဆိုတော့ okay Noah တို့နောက်ထပ်ပါလဲဘယ်လိုမျိုးဗီဒီယိုလေးထပ်ပြီးတော့တင်ပေးအောင်မလဲဆိုတာကိုစောင့်ကြည့်ပေးပါဦးနော်။အလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ Bye bye ။